တပ်ဖွဲ့တွေပါပြောလို့တဲ့စကန်းကားတဲ့ပြင်အောင်ပြင်မထားဘူးတဲ့ပြန်တိုက်ဖို့ကိုသူကစီစဉ်မရှိဘူးတနေတဲ့အကုန်လုံးကတဲ့မာရသွန်ပြိုင်ပွဲဝင်ဖို့စောင့်နေတာတဲ့စကန်းတော်တက်သားရှင်မှာ၎င်းမှမရှိဘူးပြေးတာပါနော်ဒါကဒီနေ့မှာတော့ဒါကျွန်တော်ကြောက်ဖြူစစ်တွေပေါ့နော် Everchamp မှာ တိုက်ပွဲတွေပြင်းထန်နေရရှိတယ်အဲအဲ့တော့အိုက်ဘက်ချမ်းကဒါစစ်ကောင်စီရဲ့အဲပုံပြပန်းပြဖြစ်နေတဲ့ဟာတွေကိုရုံသွုံကဖြစ်နေတဲ့ဟာတွေပေါ့နော်အဲ့ဟာတွေကိုဒါသတင်းတွေမှာလည်းတွေ့ရတယ်ပေါ့နော်အဲဘာဘလို့ဘလို့ပုံစံမျိုးလဲဆိုတော့အခုကဒါတိန်းစရာကြံတာဆိုလို့အရခတတော် A ရကြောက်ဖြူစစ်တွေမှန်အောင်သုံးမျိုးကြံတယ်ပေါ့နော်အခုဒါစစ်တွေနဲ့အဲကြောက်ဖြူနဲ့မှာတော့တော်တော်လေးကိုပြင်းပြထန်ထန်ဖြစ်နေတယ်အဲဖြစ်တာမှစစ်ကောင်စီဘက်က လေချောင်းရော drone ရောရေရောအဲပြစ်ကူပေးတာပေါ့နော်အဲ့လိုပုံစံမျိုးတွေအထိပြစ်ကူပေးတယ်ဒါပေမဲ့လုံးဝဘလို့မှမရဘဲနဲ့ပေါ့နော်အရခတ်တတော် AI ရဲ့ထိုးစစ်ကိုဘလို့မှမခံနိုင်မဲနဲ့သူတို့အခြေပြုရာဒါရဲတက်ရင်ပေါ့နော်အမှတ်30နှစ်ရဲတက်ရင်နဲ့ဟိုဒါထွက်ပြေးနေကြရရှိတယ်ပေါ့နော်အဲပြီးတော့ကြတော့အဲ့ထဲမှာဆိုလဲဒါဟိုပြေးလွှားပြီးတော့နော်ဝင်လိုက်ထွက်လိုက်ပြေးလွှားနေလိုက်အဲဟိုရုံသုံးကားဖြစ်ပြီးတော့နော် ကဘာပြက်နေတာပေါ့အဲ့လိုပုံစံမျိုးကြီးလဲသိရတယ်အဲပြီးတော့ဒါဒီစစ်ကောင်စီဘက်ကပေါ့နော်ဒီလိုအခုမိုးရသည့်ကာလမှာသူတို့ရဲ့ဒါဒီခုနလိုပြစ်ကူပေးတဲ့ဟာတွေပေါ့နော်အဲလေချောင်းကနေပဲဖြစ်ဖြစ်ဒါရေချောင်းကနေပဲဖြစ်ဖြစ် drone နဲ့ပဲဖြစ်ဖြစ်လက်နက်ကြီးပဲဖြစ်ဖြစ်ဒီလိုပြစ်ကူပေးတဲ့ဟာတွေမှာသူတို့တွေအတွက်တော်တော်လေးအခက်အခဲရင်ဆိုင်နေရတယ်ဆိုပြီးတော့လဲသိရတယ်အဲဒီမိုးရသည့်ကာလမှာပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေအတွက်တော်လိုင်းတပ်ဖွဲ့လည်းမခက်ခဲဘူးလားဆိုခက်ခဲတာပဲဒါပေမဲ့အဲ့ဥစ္စာကတော်လိုင်းတပ်ဖွဲ့တွေအတွက်အခွင့်အရေးတစ်ခုလို့သွားဖြစ်နေ ဘာလို့လဲဆိုတော့ဒီစစ်ကောင်စီကအမြဲတမ်းမှလေကြောင်းကိုအသုံးပြုပြီးတော့ဒါတိုက်ခိုက်တာပေါ့နော်တိုက်ခိုက်တော့ကြတော့ဒီလေကြောင်းလာပြီဆိုရင်လိုပဲဖြစ်ဖြစ်သလိုင်းတက်ဖွဲ့တွေအတွက်လည်းအနေများတာပဲဒါပေမဲ့အခုကြတော့ဒါတို့တွေအတွက်အခက်အခဲဖြစ်နေတာကသလိုင်းတက်ဖွဲ့တွေအတွက်အခွင့်အရေးလို့သွားဖြစ်အားကြောင့်လိုပဲဖြစ်ဖြစ်ဒါကလည်းတိမ်မကြတော့ဘူးလို့လည်းဒါယူဆလို့ရတယ်ပေါ့နော်ရှေ့ရက်ထက်မှဆိုလေဒါအာခတ်တော် AA ကဒါတီးထုတ်လိုက်တာဒါတီးထုတ်လိုက်တာအဲတံမုံငယ်နှစ်ခုရှိရပေါ့နော်အဲ့ဟာအဲ့နေ့ရဆိုရင်ဒါဒါအညာမှာဒါပလဲမှာဒါ ဒီငှက်ကင်ကိစ္စနဲ့ပေါ့နော်အဲ့ကျန်တဲ့သတင်းတွေအကုန်ဖုံးသွားလိုက်တာပေါ့နော်ဒီတန်ပုံးကင်သတင်းမှာဖုံးသွားတယ်ပေါ့နော်အမှန်ဆိုအဲ့နေ့ကလည်းဒါအမှန်ကန်ဒါအောင်ပွဲရတဲ့ဟာမျိုးဖြစ်တယ်အဲလက်ရှိအထိကိုပဲဒါသူတို့ဘက်ကလေချောင်းကနေပြစ်ကူပေးခိုင်းတဲ့နေရာတွေဆိုရင်ဒါငပလီရွှေမောင်းလေးကျိန်တော်အဲဒီလိုနေရာမျိုးတွေကိုဒါလေချောင်းကနေပြစ်ကူပေးခိုင်းတယ်အဲပြီးတော့ထပ်ပြီးတော့ကျွန်တော်တီးရတဲ့ဟာဆိုရင်ဒါသူကအမရ344ပေါ့နော်ဒါရေကြီးမြို့နယ်ထဲမှာရှိတဲ့အမရ344ကထုံလို့လက်နက်ကြီးတက်ခွဲနှစ်ခွဲအဲ့တက်ခွဲနှစ်ခွဲကိုဒါအနောက်မြောက်ဘက်မှာအထိုင်ချပြီးတော့ပြစ်ခိုင်းတယ် ြော်နောက်ထပ်တက်ခွဲတက်ခွဲကိုကြတော့အရှိတောင်ဘက်မှာအထိုင်ချထားတယ်ပြော်လုံချိုရင်းနဲ့ပိုင်ကင်းတွေကိုတာဝန်ယူဖို့အတွက်စစ်ကြောင်းနှစ်ကြောင်းကတာဝန်ပေးထားတယ်ပေါ့နော်အဲ့စစ်ကြောင်းနှစ်ကြောင်းကိုတာဝန်ပေးပြီးတော့လုံချိုရင်းယူခိုင်းနေဆိုပြီးတော့တည်ရတယ်အဲ့ဒါသူတို့တွေအနေနဲ့ပေါ့နော်ဒီလောက်ကြီးကြီးအချင်းကြီးစိုးနေတဲ့အနေထားမှာအဲဘလုံများတောင့်ခံမလဲဆိုတဲ့ဟာစိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့အဲကတက်တော်အေကလည်းတိုက်လိုက်ရင်မရတဲ့ဟာရှိကိုမရှိဘူးပေါ့နော်အဲ့ဒါကြတော့ တို့တွေအထဲထဲမှာဘယ်လောက်ထိပုံပြပန်းပြဖြစ်နေလဲဆိုတာတွေကိုလိုက်ပြီးတော့စုံစမ်းကြည့်တဲ့အခါကျတော့ဒါပြိုင်စစ်ကြီးရွာနားမှာပေါ့နော်အဲ့နားမှာရှိတဲ့လေကွင်းနေတောင်ရတောင်နေပေါ့နော်တောင်ကုန်းနေအဲ့လိုနေရာတွေပြီးရင်ကက်တရလမ်းဘေးတွေအဲ့လိုနေရာတွေမှာသာအလောင်းနေရာယာနဲ့ချီပြီးတော့ဒီတိုင်းကိုပုတ်ပွနေတဲ့ဟာမျိုးတွေဖြစ်နေပါပေါ့နော်အလူတွေလောင်းနေပြီးရင်တချို့ဆိုရင်ဒဏ်ရာကြီးကြီးမှရသွားတဲ့ကောင်မျိုးတွေအဲ့လိုကောင်မျိုးတွေကအဲ့လိုနေရာမျိုးတွေမှာအဲယာနဲ့ချီတဲ့အရေအတွက်တောင်ရှိတယ်ဆိုပြီးတော့သိရတယ် အလောင်းတွေကိုပြတ်မတည့်ဘူးပေါ့ဗျာမတည့်လဲမတည့်နိုင်တဲ့အနေအထားပုံမှန်ဆိုရင်တော့တို့တွေတည့်ကောင်းတည့်လိမ့်မယ်ဒါပေမဲ့ကျွန်တော်အခုနောက်ပိုင်းသိရတဲ့လောက်ကတော့အလောင်းကိုပြန်ကူမတည့်တာမတည့်ဘဲနဲ့ဘသူတော့ကြာသွားပြီဘသူတော့ဟိုဟာဖြစ်သွားပြီပြီးရင်အဲလွတ်လာပါတယ်ဆိုတဲ့ကောင်ကလည်းဖြူဖျဲနဲ့အဲအဲ့လိုပုံစံမျိုးနဲ့ပြေးလွှားဥတီယာမဲ့ပေါ့ဗျာစောက်တီယာမဲ့အဲ့လိုပုံစံမျိုးနဲ့ဖွဲ့စည်းပုံတွေပြက်ပြီးတော့ပြေးလွှားတဲ့ဟာတွေကအဲဒီရခိုင်ဘက်မှာပုံများတယ်ပေါ့နော်အဲအကြောင်းမလို့ကိုပဲဒါအာရခတက်တော်အေရှိတဲ့နေရာမျိုးကိုသွားပြီးတော့တိုက်ပွဲဝင်မယ်ဟေးဆိုပြီးတော့အတန်ကြားတာ ਨੇ အစစ်ကောင်စီစစ်သားတွေကထွက်ပြေးဖို့ကြိုးစားတယ်။တကယ်လည်းထွက်ပြေးဖို့ကြိုးစားတယ်။ပြီးတော့ဒါတကူးပြောင်းလာတဲ့ဒါစစ်သားတွေရဲ့ပြောပြချက်အရဆိုရင်လေသူတို့ရဲ့စစ်စင်ကာလတစ်လျှောက်လုံးပါပေါ့နော်။သူတို့ရဲ့စစ်သက်စစ်သက်ထားပါတော့စစ်သက်20 26 30ဒါမျိုးရှိတဲ့အဖွဲ့အစည်းအများကြီးရှိ။အဲအဲ့လိုမျိုးဒါစစ်သက်အများကြီးရှိပါတယ်ဆိုရဲသူတွေတောင်မှသူကသူတို့ရဲ့တက်တန်းတစ်လျှောက်လုံးမှာအဲခါတက်တော့ AA နဲ့တိုက်ရတဲ့တိုက်ပွဲကသူတို့ကအကြောက်ဆုံးဆိုပြီးတော့ပြောတာ။အဲ့လိုကြီးကိုပြောတာ။ပြော့ဒီအားခတ်တော်အေရတဲ့တည့်ရတိုင်းပဲစိတ်သက်ကြီးကတကယ်ကြောက်စရာခေါင်းနဲ့ ချိန်မှာတင်ခဲ့တဲ့နေရာတွေမှာဒါဗီဒီယိုမှတ်တမ်းတွေပြန်ထွက်လာရင်ပဲကြည့်ကြည့်လောက်လုံးဝအသက်တွေကိုအပူပါတဲ့အတိုင်းပဲအဲ့လိုမျိုးကြီးကိုချတာပေါ့နော် အဲကြတော့အခုလည်းဒါတို့တွေဘလုံးမတောက်ခံနိုင်စရာတော့အကြောင်းမရှိဘူးအခုနပြောလို့ပေါ့နော်အဲရက်တန်32ကလည်းအမှတ်32ရက်တန်ရလည်းအချိန်ကာလတိတ်မကြတော့ဘူးလို့လည်းယူဆတယ်ပေါ့နော်ပြီးတော့အဲ့ရှေ့မှာရှိတဲ့ဒီပြိုင်စစ်ကေဆိုတာကဒီရက်တန်32ရဲ့ရှေ့မှာပေါ့နော်ကာကင်းပုံစံမျိုးရှိတာအဲ့ကြောင်တောင်ကျော်ဂျောဆက်တစ်ခုလုံးမှာတိုက်ပွဲတွေပြင်းထန်နေတာအဲကြအဲ့ခုနလို့တို့အခြေပြုထားတဲ့ဒါ32ထဲကနေပြီးတော့အပြေးလိုက်လွားလိုက်ပြန်ဝင်လာလိုက်ထွက်သွားလိုက်အဲ့လိုပုံစံမျိုးနဲ့ဖြိုဖြဲကြီးကိုဖြစ်နေတာပေါ့နော်ဒါတော့မှပဲဒါသူကဗာလဲကြောက်ဖြူကို စစ်တွေကနေပြီးတော့ရစ်တက်အင်အားအင်အားယာနဲ့ချီထပ်ပြီးတော့အင်အားပို့ထားရည်လည်းရှိသေးတယ်အဲရေချောင်းကနေပြစ်မှာပေါ့နော်အဲ့ကောင်နေရေချောင်းကနေပဲပြစ်ရှင်ပဲပြစ်ကုန်းမော်တော့တက်မလာစေနဲ့ရေပဲတွေနားကားမှာပေါ့နော်အဲပြီးတော့ဒါလက်ရှိမှာဒါစစ်တွေကြောက်ဖြူမှန်းအောင်သုံးမျိုးရှိတယ်ပေါ့နော်အခုတော့ကြောက်ဖြူနဲ့ဒါစစ်တွေမှာတော့တော်တော်လေးပြင်းထန်နေတယ်ပြီးတော့ဒါထွက်ပြေးတာတွေအလင်းဝင်တာတွေလည်းအများကြီးရှိနေရဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့အဘသားတွေအနေနဲ့ကတော့အဲ့ဘက်ချမ်းတွေကို သွားပြီးတော့များပြောင်းရွှေ့ရမယ်လို့အဲဆစ်စင်ရေးသွားရတော့မယ်လို့ဆိုပြီးအတန်ကြားတာနဲ့အမြန်ဆုံးအလင်းဝဲဖာလက်လက်ချပါဒါမှမဟုတ်လည်းထွက်ပြေးပါဗောနော်ရောက်သွားပြီဆိုရင်တော့ဘလို့မှပြန်လန်းရှိစရာအကြောင်းမရှိဘူးအဲပြီးတော့ကျသူရဲ့မိသားစုတွေဗောနော်အခုဆိုရင်ခုနလိုအရာနဲ့ရှိတဲ့အလောင်းတွေကိုပြစ်ထားခဲ့တယ်ဆိုတော့ဗျာအဲရဲဘော်ရဲဘက်စိတ်မရှိတာဗောရဲဘော်ရဲဘက်စိတ်လည်းမရှိဘူးပြီးတော့သူရဲ့ကောင်းဆောင်ပိုင်းတွေကလည်းတာဝန်ယူတာတွေတာဝန်ခံတာတွေမရှိဘူးအဲ့တော့ကြံနေခဲ့တဲ့မိသားစုတွေကဒုက္ခရောက်အဲ့တော့ ဘဘိုင်မှန်ပါတယ်ဆိုပြီးအမြဲတမ်းတွေးနေတဲ့မိသားစုတွေကထားလိုက်တော့အဲ့လိုမှမဟုတ်ရင်တော့အမြင်မှန်ရတယ်ဆိုရင်တော့ကိုယောက်ျားကိုအဲ့လိုလိုရက်တွေကနေအမြန်ဆုံးယုံထွက်နိုင်အောင်ကြိုးစားစီခြင်းနဲ့ချိန်ဆက်ကြပါအထွက်ပြေးကြပါ အဲ့ဒါမှပဲအသက်ရှင်တန်ခွင့်ရမယ်အဲ့ဒါမှပဲမိသားစုပြန်ဆောင်ရမယ်မဟုတ်လို့ကတော့ဒါခုနလိုပေါ့နော်အဲတီခွဲပဲကွဲနေရတဲ့အဖြစ်မျိုးကိုကြုံရမှာပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်အခုတောင်ပိုင်းထဲမှာဆိုလေနောက်ထပ်စကန်းသိန်းတိုက်ပွဲတွေဆက်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုပြီးတော့ဒါတရင်တွေလည်းတက်လာပြီပေါ့နော်တည်တဲ့လူတွေလည်းတည်နေကြပြီအဲဒီကြားထဲမှာပေါ့နော်အဲဒီလောက်ထိစကန်းတွေနေစင်နဲ့မြတ်တောက်လျှောက်တောက်လျှောက်သိန်းခံနေရကြားထဲမှာကိုပဲစစ်ကောင်စီကဒါ GNU တက်မှာခွန်နေမြေထဲမှာပေါ့နော်ဒါ drone နဲ့ဒါ ဘုံလာကျဲတယ်ဆိုပြီးတော့လည်းသိရတယ်။ဒါသွေးလို့ဆန်းတာပေါ့နော်။အဲ့လိုလှုပ်လိုက်တာကဒီကောင်တွေအတွက်အမှားကြီးမှားတာပေါ့နော်။တောက်လျှောက်တောက်လျှောက်သူတို့တိမ့်ခံမဲ့စခန်းနေပို့ပြီးတော့များလာဖို့ပဲရှိတယ်။အတက်ဖွဲ့တွေကလည်းဇက်တိုက်ကိုစော်ချင်နေတာပေါ့နော်။အောင်မြင်မှုတွေတောက်လျှောက်တောက်လျှောက်ရနေတာဖြစ်တဲ့အတွက်တောက်လျှောက်လည်းတိုက်ဖို့အတွက်ပဲတာဆူနေတာ။အခုဒါဥက္ကဋ္ဌစခန်းပေါ့နော်။ဥက္ကဋ္ဌစခန်းဆိုတာလည်းအဲရှေ့ပိုင်းဒါ၃နှစ်နီးပါးလောက်မှာပေါ့နော်။အဲဒီလိုင်းတက်ဖွဲ့တွေကတိုက်တဲ့အခါမှာအဲမရဘူးဆိုပြီးတော့သူတို့ကသတင်းထွက်ပြီးတော့ဒီဥစ္စာကိုဝါဒဖြန့်တဲ့ရုပ်ရှင်တော်ပြန်ရိုက်ထားတာ။ အခန့်စီသူလို့ပါလို့ပေါ့နော်အခုတိုက်ရင်ရောခန့်စီသူလို့កောင်မျိုးတွေရှိနေဦးမလားလို့ကျွန်တော်တို့သိနေတာပေါ့နော်အမိုးပြောတဲ့ငရုတ်သီးတွေဆက်တော်မယ်ပေါ့အဲ့တော့ကြတော့အဲ့လိုမျိုးတွေမိလာပြီဟေးဆိုတဲ့ခါကြရင်လည်း market chasing အကလေးနဲ့ကခိုင်းပါပေါ့နော်ပြီးတော့ဒီဥက္ကဋ္ဌစကန်ကအခုနောက်ထပ်ဘေးနားမှာဆိုဟောလီရှိမှာပေါ့နော်အဲ့လိုနေရာမျိုးကနေပြီးတော့ပြစ်ကူပေးတာတော့ပဲရတော့မယ်အဲစစ်ကူဆိုတဲ့ပုံစံမျိုးမှတောင်မှပဲတလိုင်းတက်ဖွဲ့တွေကဖြတ်တော့တိုက်ခိုက်တဲ့နေရာမှာအရန်ကိုကျွမ်းကျင်လိမ်မာတာဖြစ်တဲ့အတွက်ပေါ့နော် ဘလို့မှအဆင်ပြေနိုင်စရာအကြောင်းရှိဘူးအဲ့တော့အခုအ ਨੇ ကဒါတိုက်ပြီလို့သိရပြီဆိုရင်ကျွန်တော်တို့ကရပြီလို့ကိုပြောရမယ်အနေဒါဒါပေမဲ့ဘယ်နည်းရကြာမလဲအချိန်ဘယ်လောက်ရရကြာမလဲပေါ့နော်အဲ့ဒါမျိုးပုံစံမျိုးပဲစောင့်ကြည့်ဖို့လိုတယ်ရှေ့မှာဒါ body nasal scan ပေါ့နော်အဲ့စကန်ကိုတိုက်ခဲ့တဲ့ဒီတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်စကားပြောရတယ်တကယ်ပြအဖွဲ့တွေကလုံးဝအဲ့အဲ့ထဲမှာဆိုရင်ဒါကျွန်တော်နဲ့ပြောရဆိုရင်သူကဒီရဲဘက်ကနေပြီးတော့ရဲတပ်ဖွဲ့ကနေပြီးတော့စီဒီအန်လောက်ထားပြီးတော့ဒီတပ်ဖွဲ့ဝင်တွေနဲ့သူပြန်တိုက်နေတဲ့အဖွဲ့တွေလည်းရှိရှိရောကြအဲအဲ့လိုမျိုးအဖွဲ့တွေနဲ့လည်းပြောရတယ် ပြောရတဲ့ခါကျ तू ဘာပြောလဲဆိုတော့စကားဆိုင်ရဲ့ချိတ်စိတ်တက်ကပေါ့နော်လုံးဝအချိန်နေဆိုးသွားပြီပေါ့နော်အဲ့ဒီ body scan ဆိုရင်ဒါကျွန်တော်လည်း video file နဲ့သူတို့ပို့လာလို့ရတယ်ပေါ့နော် तू အဲ့ဒီလက်နဲ့ကြီးပုံစံမျိုးပေါ့နော်ဝါးတွေကိုထောက်ထားတာဒါတွေ့လိုက်မယ်ဝါး MA7 ထောင်ထားသလိုပဲအမဲဝလုံးနေနဲ့ထောက်ထားပြီးတော့ဝလုံးနေနဲ့ကတ်ရိုက်ထားပြည့်စေးတွေတုတ်ထားပေါ့နော်အဲပြီးတော့ကြတော့မဲလင်ပြစ်လို့လို့ဘာလို့လို့နဲ့ပုံနှင်းမှာပေါ့နော်ဝလုံးနှလုံးထောင်ထားပြီးတော့နှလုံးယူနှလုံးယူထောင်ထားအဲဥစ္စာအဖွဲတွေလည်းတွားရိုက်ထားတာအမှန်ဒီဥစ္စာတွေကသူတို့ကဒါ အမြင်မှားအောင်ပုံစံမျိုးတွေသူတို့လုပ်တာရှိတယ်။ဘာလို့လဲဆိုတော့ဒီ scout တွေနဲ့လာကြည့်တဲ့အခါကျရင်ပေါ့နော်ဒီဒီဒီစစ်ကောင်စီစကန်းတွေမှာဘယ်လိုလက်နက်ကြီးတွေရှိတယ်ဟေးဆိုပြီးတော့သူကအမြင်မှားအောင်ပေါ့နော်တခါကျရင်သူကဘယ်လိုလုပ်လဲဆိုတော့ရှေ့တန်းစကန်းတွေမှာလှုပ်တက်ကြเออชูสกั้นนี่มาตัวโหตัดสุสกั้นนี่ဗျာဒါပေမဲ့တခွဲလက်နဲ့ကြီးမပါအောင်တက်စုဖြစ်တဲ့အတွက်သူကဒီ VADR တော့ MA9 တော့ဒါတက်စုလက်နဲ့ပေါ့เนาะစိန်မြောင်းနေမှာတခွဲဆိုရင်သူက MA7 ဖြစ်သွားတယ်ဒါပေမဲ့ သူတို့ထိုင်ရတဲ့စကန်တက်စုစကန်ဖြစ်ဖြစ်တော့ဒါ MA7 မရှိဘူးအဲ့တော့ MA7 ရှိတည်အောင်ပုံစံမျိုးနဲ့သူကအဲခုနလိုဒါဝဝဝါတွေကိုခုတ်တယ်ဆေးတွေတုတ်တယ်အဲကျင်းထဲမှာပြင်းကျင်းထဲမှာထောင်းတယ်အပြင်အပွားနေမိုးကအုပ်လိုက်သေးရအမဲထိတ်မှာနိုးစီဘူးကဆွတ်လိုက်သေးရအဲသူကအမှန်ကန်ပေါ့အပွားနေကြည့်တဲ့ခါကျဟာ MA7 ရှိတယ်ပေါ့နော်အဲ့တော့တက်ဖွဲ့တွေကဘာပြန်တွေ့ MA7 ရှိတယ်ဆိုရင်သူ့ရဲ့ကွာဝေးကဘယ်လောက်ထိဖြစ်သွားမလဲဘီတရာထက်ဘယ်လောက်ထိကွာဝေးမလဲအဲ့လိုပုံစံမျိုးနဲ့ပြန်တွက်ပြီးတော့ဒါမားအောင်ပေါ့နော်အမြင်မားအောင်တွက်ချက်မှုတွေမားအောင် အဲစီအစီမံချက်တွေလိုအပ်ချက်တွေရှိသွားအောင်ဆိုတဲ့ပုံစံမျိုးတွေလောက်ကြတာပေါ့နော်။ဒါပေမဲ့အခုတော့မြေဝါထင်တယ်အဲ့လိုပုံစံမျိုးတွေ့လိုက်ရပြီပေါ့နော်။အဲ့တော့အဲ့စကန်းကိုတိုက်တဲ့ချိန်မှာလည်းတဖွဲ့တွေကဘာပြောလဲဆိုတော့စကန်းကားတဲ့ပြင်အောင်ပြင်မထားဘူးတဲ့ပြန်တိုက်ဖို့ကိုသူကစီစဉ်မရှိဘူးထင်တယ်တဲ့။အကုန်လုံးကတော့မာရသွန်ပြိုင်ပွဲဝင်ဖို့စောင့်နေတာတဲ့။စကန်းကတက်သားချိန်မှာလည်းကောင်းမှမရှိဘူးပြေးတာပေါ့နော်။အဲ့အဲ့လိုပုံစံမျိုးကိုစောင့်နေတာတဲ့။ပြီးတော့အဖွဲ့တွေကတဲ့ချိုးဖွဲ့တွေဆိုရင်အိပ်ပျော်နေလို့သွားနှိုးရတယ်တဲ့။အဲဒီဒီကိုဘက်ကအဖွဲ့တွေပေါ့နော်။ ောက်နောက်ခါကျဟာဘာလဲပြီးသွားပြီလားဆိုပြီးပြောကြတာပေါ့လောက်ရဗျာဟိုပြောရရင်သွေးတော်မပူလိုက်ဘူးပြောဗျာ तू ကဘလို့ပြောလဲဆိုတော့ဒါချွဲမထွက်စကန်းလို့ပြောတာအဲချွဲတော်မထွက်လိုက်တဲ့စကန်းသိန်းတိုက်ပွဲပေါ့အဲ့လိုမျိုးကိုအဖွဲတွေကပြောတာပြီးရင်ねဒီကောင်လေးကိုတိုက်ရတာကျွန်တော်ဘူဂျိုအစ်မရှိတယ်ဟာလောက်ရတာရန်သူအထင်သေးလို့ပြောတာမျိုးတော့မဟုတ်ဘူးဒါဖြစ်ခဲ့တဲ့ဒါတိုက်ပွဲမှာပေါ့နော်အဲသူတို့တွေပြောခဲ့တဲ့ကြုံခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးသူတို့ပြောပြတဲ့အခါမှာအဲ့လိုမျိုးကို ြန်ပြောကြရပါတော့တကယ်စိတ်အားတက်ကြွစရာကြီးဒါပေမဲ့သိကြပါလေအဖွဲ့တွေကနောက်တိုက်ပွဲတွေကြာရင်လည်းအင်ပြီးအားပြအသုံးပြုမှာပါပေါ့နော်အဲဒီဘက်ကတချို့လက်နက်ကြီးဆိုထောင်ထားပြီးမှမပစ်လဲရတဲ့အားတွေတောင်ရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဒါစကန်သိန်းတိုက်ပွဲတွေမှာပူပြီးတော့မြင်းမြန်ဆန်ဆန်ဖြစ်လာတယ်အဲပူပြီးတော့ရလက်တွေကောင်းလာတယ်အဲကြောင့်တော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းအထိကိုက်တွေနဲလာတယ်အဲကြောင့်ဘလိုပဲဖြစ်အားရစရာကောင်းတယ်နောက်လာမယ့်တိုက်ပွဲတွေအတွက်ကိုလည်းတကယ်စိတ်သက်တွေမြင့်တင်ပေးထားသလိုပဲ ပြင်ရရှိလာတဲ့လက်နက်ခဲယမ်းတွေကလည်းနောက်တိုက်ပွဲတွေအတွက်တကယ့်ကိုအထောက်အကူပြုတယ်ဒါအထောက်ပံ့နေဖြစ်မှာပေါ့နော်အဲဒါကြောင့်အဖွဲ့တွေစိတ်သက်ကြတော့အဲ့လိုရှိတယ်ဆိုတာကိုဒါကျွန်တော်ဝေမျှချင်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဖွဲ့တွေအဲဒီစစ်ကောင်စီရောအထင်လဲသေးကြမလို့ဘူးအထင်လဲကြီးကြမလို့ဘူးပေါ့နော်ကိုလှုပ်ဆောင်မဲ့အလုပ်တွေကိုစက်တိုက်လှုပ်ဖို့ပဲလိုတယ်ဆိုတာကိုလည်းဒီညနေချန်ပြူချင်ပါလေအဲနောက်တစ်ခုကတော့ဒါကျွန်တော်ဒါမိထီလာရှန်တဲ့လီတက်ပေါ့နော်အဲဥစ္စာကိုဒါတီးရတဲ့သတင်းလေးအရပေါ့နော်ဒါပြစ်ခတ်ခံရတယ်ပေါ့ပြစ်ခတ်ခံရတယ်အဲဒါအထက်ကနေပြောပြချက်ရဆိုရင်စုံစမ်း သိရသလောက်ဆိုရင်ဒါတေဆုံးတန်ရရရှိမှုတွေရှိတယ်။အနည်းဆုံး၄၅ယောက်လို့ဆိုဆိုပြီးတော့လည်းသိရတာရှိတယ်။ပြီးရင် operator ယုံနဲ့ဒါ pre board ကပျက်စီးတယ်၊မီးလောင်ပျက်စီးတယ်ဆိုပြီးတော့လည်းသိရတယ်။အဲ့ဒီနေရာတွေကလည်း share ကိုကျုံးသိတဲ့နေရာတွေ။မှန်တော့ဘာလို့ပမာဏနည်းနည်းလေးဖြစ်သွားလဲမအောင်မြင်လို့လားပေါ့နော်။မအောင်မြင်လို့လားဆိုရင်လည်းတွေးမိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာဒါရုရှားအကောင့်တွေဒါတင်တန်းပေးနေတယ်ဆိုပြီးတော့လည်းသိရတယ်။ပြီးတော့အဲ့ဒီ latest scan နဲ့အနီးနားမှာရှိတဲ့ဒါ scan တာ hotel တို့ဘာလို့ဆိုတာလဲဒီရုရှားအကောင့်တွေ အဲတော့ကအပြည့်ယူပြီးတဲနေတဲ့ဆိုရဲပုံစံမျိုးအဲ့ဒီကနေမှဒီလေတာစကန်နဲ့ဟိုသွားမယ်ပြီးရင်ဒါတို့လင်းစင်တာပဲဖြစ်ဖြစ်ပေါ့နော်သင်တန်းပေးတာပဲဖြစ်ဖြစ်လုံနေတဲ့နေရာဖြစ်တယ်အဲ့တော့ကျတော့မင်းအောင်လိုက်စီရောက်ရင်ရုရှားလည်းဒါလုံးဝမာဂီးရတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်လို့ပေါ့နော်ဒီနေရာတွေကတကယ်ကိုစော်သိမ်းတဲ့နေရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သတင်းတွေကတော့ အဲဒါတေကြပြီတိကြပြီဆိုတဲ့ခါကျရင်ဒေါ်လာရင်းတက်ဖွဲ့တွေစီကနေထုတ်ပြန်လာပါလိမ့်မယ်အဲကျွန်တော်ကတော့အတွင်းကနေမေးလို့ပြောလာတဲ့ဟာလေးတွေကိုအခုလိုမျိုးပြောပြရဖြစ်တယ်ဗောနော်အဲကြောင့်ဘလိုပဲဖြစ်ဖြစ်ဒါဒီရက်ထဲမှာအဲစစ်ကောင်စီဘက်ကအထီးကိုက်အကြရှုံးအများကြီးရှိတယ်အဲနောက်တစ်ခုဒါဗမော်ဘက်မှာဆိုလဲအဲဟိုပါဗောနော်စစ်ကောင်စီကဘလောက်ထိအခြေအနေဆိုးနေလဲဆိုတော့သူကနေရာတိတိလေးရဖို့အတွက်တောင်မှအသေးအတန်စူးစမ်းနေရတဲ့အနေထားဗောနော်တက်ဖွဲ့တွေကလည်းလုံးဝမပေးဘူးအဲ့နေရာဘာဖြစ်လို့လဲဆိုတော့အဲ့နေရာကစစ်ကောင်စီအတွက်တကယ် ဒါစစ်ပြူအရေးကြီးနေရာမျိုးလည်းဖြစ်တယ်အချက်ချကြတဲ့နေရာမျိုးလည်းဖြစ်တယ်အဲ့နေရာမျိုးကိုတပ်ဖွဲ့တွေကလည်းလုံးဝလုံးဝထိခိုက်မခံဘူးပေါ့လုံးဝလာပြီးတော့ဒီကောင်တွေပြန်ယူလို့မရအောင် PPCC နဲ့ပြန်လှုပ်ဆောင်နေရာရှိတယ်အဲပြီးတော့ကျတော့ဒါရှေ့မှာလည်းအာခတ်တက်တော်ကဒါဗိုလ်ချုပ်ထွန်းမြင့်နိုင်ပြောထားတယ်ပေါ့နော်ဒီဒီကချင်ပြည်သူတွေကိုပေါ့နော်အဲ KIA ကချင်ပြည်သူတွေကိုဒီပမော်မျိုးလက်ဆောင်ပေးမယ်ဆိုပြီးတော့လည်းပြောထားရှိတယ်ပေါ့နော်ရှိတော့ကြတော့အဲ့ဟာတွေကိုဆက်ပြီးတော့နားဆွနေုံပဲ တကယ်ကိုရလက်ကောင်းနေထွက်လာပြီဆိုတဲ့နေ့မှာကျွန်တော်တို့တေချာပေါအောင်ပွဲခံရမယ်ဆိုတဲ့ဟာကိုဒီတရားနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်